မင်္ဂလာပါဒီနေ့ကျွန်တော်တို့အသက်ရှင်နေတဲ့လောကကြီးမှာအထူးသဖြင့်အသင်းတော်ထဲမှာကိုကိုကိုအေးမပါဘူးလို့ခံစားရတဲ့အချိန်တွေရှိပါသလားဖျားသခင်ရဲ့နိုင်ငံတော်မှာကိုဟာအေးမပါတဲ့သူတယောက်လို့ခံစားဘူးပါသလားကျွန်တော်တို့ဟာတရားဟောဆရာတွေအေးဝင်ဂီလိဆရာတွေဒါမှမဟုတ်သာသနာပြုဆရာတွေကိုကြည်ပြီးသူတို့ကတော့ဖျားသခင်ရဲ့အမြင်မှာအထူးလူတွေပဲလို့ တွေးမိတတ်ကြတယ်ပြီးတော့ငါကတော့တာမန်လူတစ်ယောက်ပါပဲငါမှဘုရားသခင်ရဲ့အစီအစဉ်ထဲမှာဘာအခန်းကဏ္ဍမှမရှိပါဘူးလို့ကိုကိုကိုသတ်မှတ်လိုက်တတ်ကြတယ်ဒါမဲ့ဒီနေ့တမန်ကျမ်းစာကဒါမဟုတ်ဘူးလို့ပြောနေပါတယ်ယုံကြည်သူတိုင်းသင်အပါဝင်သင်မှာအလွန်အရေးကြီးတဲ့အခန်းကဏ္ဍရှိနေပြီးသားဖြစ်ပါတယ်ဒီနေ့ခေါင်းစဉ်ကတော့သင်ဒီဘုရားသခင်ဤယေဘုဟိမ့်နဲ့တန်တမန်ဖြစ်တယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် ဖယားသခင်ကတင့်ကိုပေးထားတဲ့တင့်ရဲ့ပင်ကိုလက္ခဏာအစ်စ်မှာအလွန်ကြီးမြတ်တဲ့ယာဒူးနှစ်ခုပါဝင်နေပါတယ်ပထမအချက်ကတင်သည်တော်ဝင်ယေပရဟိတ်ဖြစ်တယ်တမာကျမ်းစာကတင်အပါဝင်ယုံကြည်သူတိုင်းဟာယေပရဟိတ်တယောက်ဖြစ်တယ်လို့ဆိုပါတယ်ဒါဟာတင်းငယ်တဲ့ကိစ္စမဟုတ်ပါဘူးဓမ္မောင်းကျမ်းကိုကြည့်မယ်ဆိုရင်ဖယားသခင်ကယေပရဟိတ်တွေကိုအလွန်အရေးပါတဲ့နေရာမှာထားခဲ့တာကိုတွေ့ရပါလိမ့်မယ် ရှင်ပေတုကဘာပြောတယ်လဲသင်တို့သည်တန်ရှင်သောယေဘရဟိအမျိုးဖြစ်ကြ၏သင်တို့မူကားတဲ့တော်ဝင်ယေဘရဟိအမျိုးဖြစ်ကြ၏လို့ထပ်ပြီးအတည်ပြုပါတယ်ဗျာဒိတ်ကျမ်းခန်းကြီးတင့်အငယ်6ထဲမှာလဲတခင်ယေရှုခရစ်တော်ကငါတို့ကိုမိမိခမီးတော်ဘုရားသခင်ရှေ့၌ရှင်မင်းများနဲ့ယေဘရဟိများဖြစ်စေတော်မူပြီလို့ဆိုထားပါတယ်ဒါဆိုယေဘရဟိတယောက်အနေနဲ့ တင့်ရဲ့တာဝန်ကပါလေယေပရောဟိတ်တယောက်အနေနဲ့ဘုရားသခင်ရဲ့အမှုတော်ကိုဆောင်ရွက်နိုင်တဲ့နီလန်၄ခုကိုဖော်ပြလိုပါတယ်ပထမတစ်ချက်ကတော့စုတောင်းခြင်းဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ဘုရားသခင်ကိုချီးမွမ်းခြင်းဖြစ်ပါတယ်တတိယတစ်ချက်ကတော့ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ခြင်းဖြစ်ပါတယ်စတုတ္တအချက်ကတော့အခြားသူများကိုကူညီခြင်းနဲ့အားပေးခြင်းဖြင့်အမှုဆောင်ခြင်းဖြစ်ပါတယ် သင်ဟာတရားဟောဆရာပဲဖြစ်ဖြစ်တန်ရှင်းရေးသမားပဲဖြစ်ဖြစ်ဖယားသခင်ရဲ့နှုတ်ကပတ်တော်အရာသင်ဟာယစ်ပရောဟိတ်ဖြစ်နေပါပြီ။ဒါကြောင့်သင်ဘယ်နေရာကိုပဲတောင်းတသင်ဟာဖယားသခင်ကို ကိုစားပြု အမှုတော်ဆောင်နေတာဖြစ်တယ်ဆိုတာသတိရပါ။ဒုတိယပင်ကိုလက္ခဏာအတိတ်ကပို့ပြီးအံ့ဩဖို့ကောင်းပါတယ်။သင်ဟာခရစ်တော်၏တန်တမန်ဖြစ်တယ်။တန်တမန်ဆိုတာဘာလဲ။ တန်တမန်တွေဟာကိုယ်နိုင်ငံကို ကိုးစားပြုပြီးအခြားနိုင်ငံတစ်ခုမှာတွားနေရတဲ့သူတွေပါ။သင်နဲ့ကျွန်တော်ဟာဖျားသခင်ရဲ့နိုင်ငံတော်ကိုကိုးစားပြုပြီးဖျားသခင်နိုင်ငံတော်ရဲ့ဘရင်ဖြစ်တဲ့သခင်ယေရှုခရစ်တော်ကိုးစားဒီလောကကြီးမှာအသက်ရှင်နေရတဲ့တန်တမန်တွေဖြစ်ပါတယ်။ဒါဟာဂုံယူစရာကောင်းတယ်လို့တောင်းဝင်လဲအလွန်ကြီးမားတဲ့ယာတုတစ်ခုပါ။ ကောရိန္သုဩဝါဒစာဒုတိယစာဆောင်ခန်းကြီး9အငယ်20ကရှင်းရှင်းလေးပြောထားတယ်ငါတို့သည်ခရစ်တော်ဤတန်မှန်များဖြစ်ကြ၏ဒါကြောင့်လူတွေကသင်ကိုမြင်တဲ့အခါသင်စကားပြောတာကိုကြားတဲ့အခါသူတို့ဟာဘုရားသခင်ရဲ့တန်မှန်တယောက်ကိုတွေ့မြင်နားထောင်နေတာဖြစ်တယ်ဆိုတာသင်သဘောပေါက်ရပါမယ်တန်မှန်ကောင်းတယောက်ဘလို့ဖြစ်နိုင်မလဲသင်တွေ့ဆုံသည်မလူတိုင်းကိုချစ်ပါအခြားသူတွေကိုအားပေးပါကူညီပါ တကားပွင့်တဲ့အခါတိုင်းသခင်ယေရှုရဲ့အေးဝင်ကလေးတရင်စကားကိုဝေမျှပါပြီးတော့အရေးကြီးဆုံးကတော့ဆန္ဒမူနာကောင်းပြပါရှင်ပေါလုကတိမောသေကိုမှာခဲ့တယ်လို့ပဲတီဤစကား၌၎င်းအသက်ရှင်ခြင်း၌၎င်းချစ်ခြင်း၌၎င်းယုံကြည်ခြင်း၌၎င်းစင်ကြယ်ခြင်း၌၎င်းယုံကြည်သူတို့အတွက်ဆန္ဒမူနာဖြစ်လောနောက်ဆုံးချက်အနေနဲ့ဝိညာဉ်ရေးရာမာနကိုတတိပြုပါ ယေပရောဟိတ်တန်တမန်ဆိုတဲ့ယာထူးတွေကကြီးမြတ်တော့ကျွန်တော်တို့သတိထားရမယ်အန္တရာယ်တစ်ခုရှိလာပါလေအဲ့ဒါကတော့ဝိညာဉ်ကြီးဟာမာနပါပဲကျွန်တော်တို့ဟာအမှုတော်ဆောင်တဲ့အခါတခြားသူကိုတမန်ကျမ်းစာသင်ပေးတဲ့အခါငါကသူ့ထက်ပိုကောင်းတဲ့ခရိယံပဲငါကသူ့ထက်တမန်ကျမ်းစာပိုနားလေတယ်ငါကဖယောင်းသခင်နဲ့ပိုရင်းနှီးတယ်ဆိုတဲ့အတွေးတွေဝင်လာတတ်ပါတယ်တမန်ကျမ်းစာကမာနကိုအမြဲတတိပေးပါတယ် မာနနောက်၌ပျက်စီးခြင်းလိုက်တတ်၏ကျွန်တော်တို့ရဲ့အကြီးမြတ်ဆုံးဆန္ဒမူနာကသခင်ယေရှုခရစ်တော်ပဲကိုရောဟာဘုရားသခင်နဲ့ဒန်းတူဖြစ်ပေမဲ့မိမိကိုယ်ကိုနှိမ်ချပြီးအစေခံရဲ့တဘောတဘာဝကိုယူဆောင်ခဲ့တယ်။သင်ဟာဘုရားသခင်ရဲ့နိုင်ငံတော်မှာအရေးမပါတဲ့သူတယောက်မဟုတ်ဘူး။သင်ဟာတော်ဝင်ယေဘုဟိတယောက်ဖြစ်တယ်။သင်ရဲ့တော်ဝင်ကဘုရားသခင်ကိုချီးမွမ်းဖို့၊ကိုးကွယ်ဖို့၊ဆုတောင်းဖို့ အခြားသူတွေအတွက်အမှုတော်ဆောင်ဖို့ဖြစ်ပါတယ်။သင်ဟာခရစ်တော်ရဲ့တန်တမန်တယောက်ဖြစ်တယ်။သင်ရဲ့တာဝန်ကသင်သွားလျာရာ၌ကောင်းကင်နိုင်ငံတော်ကိုကိုးစားပြုဖို့စကားပြောခြင်းအသက်တာချစ်ခြင်းယုံကြည်ခြင်းစင်ကြယ်ခြင်းနဲ့ဆန္ဒမူနာကောင်းပြဖို့ဖြစ်ပါတယ်။ဒါကြောင့်ငါမှာအရေးကြီးတာလောက်ဆရာမရှိပါဘူးလို့ဘယ်တော့မှမတွေးပါနဲ့။သင်ဟာသင်ထိတွေ့ဆက်ဆံရတဲ့လူတိုင်းအပေါ်မှာ ဩဇာလွမ်းမိုးမှု ရှိနိုင်ပါလေဒီနေ့သင်ရဲ့ပင်ကိုလက္ခဏာအသစ်ကိုရဲရဲကြီးစောက်ကြိုက်ထားပါဒီနေ့ဒီသတင်းစကားကိုကြားပြီးတဲ့အခါ တုတ်ပြန်ဖို့ဖိတ်ခေါ်ခြင်းပါပဲပထမဆုံးအနေနဲ့သင်ဟာယုံကြည်သူဖြစ်ပေမဲ့အခုထိကိုကိုကိုအေးမပါဘူးတန်ဖိုးမရှိဘူးလို့ခံစားနေတော့ပဲဆိုရင်ဒီနေ့ဖရာသခင်ကတင့်ကိုတင်ဟာငါရဲ့ယစ်ပရောဟိတ်ငါရဲ့တန်တမန်တို့ခေါ်နေတာကိုလက်ခံလိုက်ပါဒီအခွင့်အရာအတွက်ဖရာသခင်ကိုကျေးဇူးတင်ကြောင်းဆုတောင်းခြင်းနဲ့ဆိုရင်တင့်နေရာမှာတိတ်ဆိတ်စွာဆုတောင်းနိုင်ပါတယ်ဒုတိယအနေနဲ့ သင်ဟာအမှုတော်ဆောင်နေသူဖြစ်ပြီးသင်စိတ်ထဲမှာဝိညာဉ်ရေးအမာနတွေငါကသူတို့ထက်ပိုကောင်းတယ်ဆိုတဲ့အတွေးတွေဝင်နေတာကိုတတိပြုမိတယ်ဆိုရင်အိုးပရောဖက်မာနကိုဖယ်ရှားပြီးနှိမ်ချခြင်းကိုပေးပါလို့ဆုတောင်းပါနောက်ဆုံးအနေနဲ့ဒီတော်ဝင်ယစ်ပရောဟိတ်အမျိုးထဲမှာသင်မပါသေးဘူးလို့ခံစားရရင်ဖယားသခင်ရဲ့နိုင်ငံတော်ထဲကိုမဝင်ရသေးဘူးဆိုရင် ဒီနေ့သခင်ယေရှုခရစ်တော်ကိုသိရဲ့ဘယင်အဖြစ်လက်ခံခြင်းအဖြစ်ဖယားသခင်ရဲ့မိသားစုဝင်ဖယားသခင်ရဲ့နိုင်ငံတော်တန်တမန်တယောက်ဖြစ်လာဖို့သင်ကိုဖိတ်ခေါ်ပါတယ်ဖယားသခင်ကောင်းချီးပေးပါစေ